မင်္ဂလာပါဗျာ။အာ Happy Birthday ပါ။ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့။အကို70ပြည့်တာဘယ်လိုပြည့်သွားလဲလို့ပြောမှတယ်။ဘယ်ဟုတ်ပါအဲ့လိုပြောအောင်လေဘယ်လိုများပြည့်သွားလဲ။ ခဏလေးလိုပဲเนาะအချိန်တွေကဒါပေမဲ့ဒီနေ့ပါတရိယာလဲဆိုတော့ရောဆရာတော်ဘုရားကြီးပြောတာသွားတရိယာတော့ရောဆရာတော်ကြီးကတော့မွေးနေ့လို့ပြောမဲ့အစားအိုနေ့လို့ပြောဆိုတာလေအိုးလာတာပေါ့เนาะဘယ်လိုပဲဝင်းဖြစ်ဖြစ်အိုးလာတာပဲအဲ့တော့နေ့80ဆိုတာခဏလေးလိုပဲဘာမှမကြာလိုက်တယ်လို့တော့တိုးတော့နေ့80အတွင်းမှာကြုံတွေ့ခဲ့ရတာတွေကအများကြီးပဲအများကြီးပဲတဲ့မှာမကျင်တတ်တာရှိလားဆိုတော်တော်များများကျင်တတ်ဦးတို့ မွေးလာတဲ့အချိန်ကနေပြီးတော့ဒီချိန်ထိအောင်လူကောင်းတွေတော်တော်များများတွေ့ရတယ်နောက်ပြီးတော့လူကောင်းတွေနဲ့လည်းဆုတ်ခဲ့တယ်အဲလူကောင်းတွေနဲ့ဆုံရတယ်တကယ်ဟိုစိတ်ကူးကောင်းတဲ့လူတွေပေါ့အမစာရေးဆရာတွေဆိုရင်လည်းတကယ်စာရေးဆရာကောင်းတွေရဲ့စာတွေကိုဖတ်ခဲ့ရတယ်အဲတီဂီတဆိုရင်လည်းဂီတမှာတကယ်ထူးချွန်တဲ့လူတွေရဲ့အတန်ကိုလည်းနားထောင်ခဲ့ရတယ်နောက်ဂီတစာဆိုတွေနဲ့လည်းတွေ့ခဲ့ရတယ်အစုံမှာသပင်ဆိုတဲ့သပင်မို့ရုပ်ရှင်ဆိုလည်းရုပ်ရှင်မို့အဲ့လိုတွေ့ရတဲ့ခါကျတော့ ပေးသက်တဲ့အောင်နေတွေ့ရတဲ့လူတွေကိုလည်းတွေ့ရတဲ့အမှုပညာရှင်တွေကိုလည်းသဘောကျကျင်တတ်တယ်ထို့တူပဲကိုယ်အမှုပညာနယ်တွေကိုရောက်တဲ့ခါကျတော့ခုနကရုပ်ရှင်လောကသားတွေနောက်တခါဒီဂီတလောကသားတွေနောက်သပင်လောကပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့အခါမှာဆိုရင်လည်းကျင်တတ်တာပဲဟိုစိတ်ကောင်းရှိရလို့ထင်တယ်လေသူတို့စရာအတူယူစရာတွေအများကြီးရှိရလို့ထင်တယ်ဟိုလူဝတ်ရဘာနဲ့တူလဲဆိုတော့ဇက်တဇက်မှာတက်ပြီးတော့ကကြတဲ့လူတွေလူတွေပေါ့ ဒီနေ့ဒီဇက်မှာတက်ကြတဲ့လူတွေထဲမှာကျွန်တော်တို့ပါတယ်နောက်ကြတယ်ကျွန်တော်တို့ပြီးသွားပြီနောက်တစ်သုတ်ကတက်ကြရတယ်အဲ့လူကနေဥပမာပေးမယ်ဆိုရင်ကျွန်တော်နဲ့အတူတူကကြရတဲ့လူတွေပေါ်မှာကျွန်တော်ကြည်နက်တယ်ကျွန်တော်လူဖြစ်ရကျိုးနက်တယ်လို့လည်းကျွန်တော်ထင်တယ်ဟိုဒီကိကကလေးတွေကကြိုက်မှကြိုက်ပါမလားမသိဘူးကျွန်တော်တို့ငငယ်တော့ကနေရတဲ့ဘဝရဲ့ကြီးလာတော့တွေ့ရတဲ့လူတွေကစိတ်ထားကိုကောင်းအောင်လုပ်ပေးနိုင်တဲ့လူတွေနောက်လောဘမကြီးအောင်လုပ်ပေးနိုင်တဲ့လူတွေအဲ့လိုလူတွေများတယ်ပေါ့နော် လောဘတွေမကြည့်အောင်ဒေါသတွေမကြည့်အောင်အဲ့လိုထိမ့်သိမ့်တဲ့လူတွေများတယ်လို့ထင်ခင်ချင်နေရဆိုဒီခစ်ကပြေးနေရတဲ့ခင်နဲ့သွားတူတယ်အတူချုံနေရတဲ့ခင်နဲ့သွားတူနေတယ်အဲ့ဒီခါကျတော့မောတာပေါ့အဒီလူတွေမြင်တာမကိုမကောင်းဘူးလို့ပြောတော့မဟုတ်သူခင်နဲ့သူကတော့ဖြစ်လာပြီပေါ့ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုတယ်လီဖုန်းမရှိဘူးတယ်လီဖုန်းရှိဖို့တော်တော်ခက်တယ်မရှိတော့ပါဖြစ်လေမရှိတော့ပါဖြစ်လေဆိုအေးတာပေါ့မရှိတော့အေးတာပေါ့ရှိတော့ခုပါဖြစ်လေဆိုတော့ ခကြီးတော်နေတော့မဖုန်းနဲ့မြည်နေရင်သူ့မှာလာပြီလေသူက attachment တွေများသွားတယ်ဆိုတော့ခကြီးကိုမကောင်းပြောတာတော့မဟုတ်ဘူးပေါ့ကိုနေခဲ့ရတဲ့ခေကိုဖြတ်တန်းရတဲ့ခေကိုတော့ကိုကချိန်တ်တယ်ဆိုတာလေးပြောချင်တာပါအဲ့ဒါတော့ပါပဲခုဒီနေ့အာ60နှစ်ဘုမရအမာလေးလုတ်ဖြစ်တယ်ဒီမှာတော့အထက်ပြေးမှုဖြစ်နေတယ်။အမှန်တော့ဒီနေ့က60ပြည့်တဲ့နေ့ကိုထူးထူးခြားခြားဖြစ်အောင်ဆိုပြီးတော့ဘာမှမလုပ်ဝင်နေမလို့ ဘာမှမလုပ်တော့အသက်60ကနေပြီးတော့မွေးနေ့တွေလှုပ်လာလိုက်တာမြောက်တကုံအိမ်မှာအမြင်ဘောက်လို့ဆုံးပြီလဲဆိုတော့ဆိုင်းဆရာတွေကိုတာမိုးထားတာပါပဲမြောက်တကုံမှာရှိတဲ့ဆိုင်းဆရာတွေရုပ်ရှင်လောကသားတွေတော့မဖိတ်ပါဘူးဟိုကိုနဲ့နီးစပ်တဲ့လူတွေပဲလာကြတာရှိတယ်ဆိုင်းဆရာတွေကိုဘာလို့ဖိတ်လဲဆိုတော့နောက်ပြီးတော့လက်ဆောင်တောင်းရင်လည်းစာအုပ်ပဲလက်ဆောင်တောင်းတယ်တခြားလက်ဆောင်မပါနေပစ္စည်းမပေးနိုင်လည်းမပေးနဲ့ပေးကြည့်ရင်စာအုပ်ပေးပါဆိုပြီးတော့အဲ့လိုထည့်ထည့်ပြီးတော့တောင်းတာပါဘာလို့စာအုပ်ပဲတောင်းနေတာ အစားအုပ်တွေတောင်းစားစားလဲဖတ်ချင်တာကိုနောက်ဖတ်ပြီးတော့ကိုယ်စားကြည့်တဲ့လေးတွေလှုပ်ထားတာရှိတယ်။ဟုတ်ပါ။အဲချွေဖူးကဘရောင်းရောင်မှာစားကြည့်တဲ့တိုက်ရှိတယ်။ဒီ NUAC ပေါ့ရင်းချင်းမှုတက္ကသိုလ်အရင်ကခေါ်တာ။ရင်းချင်းမှုတက္ကသိုလ်မှာလဲစာအုပ်တွေလှူထားတာရှိတယ်။နောက်ရီမီဒီယာစင်တာမှာလဲစာအုပ်တွေလှူထားတာရှိတယ်။အဲနေရာတကာမှာဟိုကိုဖတ်လို့ပေါင်းတဲ့စာအုပ်တွေမှာတက်ဆိုင်ရာတက်ဆိုင်ရာပေါ့။ဆိုတော့ NUAC ကိုလှူရဆို ရုပ်ရှင်စာအုပ်တွေများတယ်။မယောမဟာကြတော့ နည်းနည်းအထွေထွေဘုသူဒ္ဒများတယ်အဲ့လိုလေးတွေလောက်ထားပါဟုတ်ဓမ္မယုံလာဆောက်နေပြီဓမ္မယုံဆောက်ထားတယ်အခုအောက်ခြေတွေတော့ပြီးနေပြီအပေါ်တွေတက်အောင်မယ်ဘယ်လောက်မှန်းပြီးတော့ဘယ်လောက်တော့ပုံကြမယ်အဲ3000 2500လောက်များကုန်မလားမသိဘူးအခုအဲစုဆောင်ထားတာလေးတွေပေါ့ရွာမှာလည်းလိုအပ်လိုပါလိုအပ်အဲ့ဒါဒီမနေ့ကအစကအာမနေ့ကတော့မထင်မှဖြစ်နေပေါ့ခုလောလောဆယ်တော့အကယ်ဒမီပွဲတွေကြည်နေတာပေါ့အဲ့ဒီမှာလဲ 9နိုင်ခွဲ10နိုင်လောက်ကလေးကစကြည့်လိုက်ကြတော့ညနေ3နိုင်4နိုင်မှပြီးတာဆိုတော့ကဲအဲ့ဒီကမိတ်ဆွေတွေလည်းစားအောင်ဆိုပြီးတော့လှုပ်လိုက်တော့နောက်တစ်ခုတစ်ခါမြောက်တကုံမှာရှိတဲ့အိမ်ကခြံထဲမှာရေဒီဝင်ပြီးတော့ရေဒီကပြန်မကျပါဘူးရေဒီအဲ့လိုဖြစ်နေဘာဖြစ်လို့လဲမသိဘူးဘေးအိမ်တွေကလည်းကြီးလာတက်လာကြတော့ကိုယ်အိမ်ကအဲ့ဒီမှာရေထဲမှာနေနေတော့ဧည့်သည်ဖေးကလည်းခက်တာနဲ့ကဲမထူးတော့ပါဘူးဆိုဒီမှာလည်း လုံးလိုက်တာပါဒါပါအိမ်မှာသိပ္ပံစားပြန်တော်တော်ပေါ်တယ်အတန်းနေရောအဲ့လိုလားဟမ်အမေနေရောပေါ်တယ်ပေါ်တယ်အဲ့ဒါလည်းစိတ်ကျဉ်တဲ့ဆရာလေးပေါ့နော်စိတ်ပန်းပြေတာပေါ့ဟိုအမျိုးသမီးလှုပ်သွားကြတယ်ဟာလေရှိတော့ကန်းငေါ်ပင်တို့အပင်လေးတွေသူကစိုက်သွားတာဟောဆောင်ရည်ချန်ထားတာဟမ်အဲခုတော့နည်းနည်းတော့ပြေးသွားပါပြီဟိုဒါဟိုဘုရားကကျောင်းသားပေါ်ကနေဖေးရတယ်ပြီးတော့အဲ ပြတော့ဆက်ကျွန်းနဲ့စောက်လာတာဘာလဲစောက်လာအမဝင်လာပြောရင်တော့ထူးဆန်းတယ်ကိုကတချင်းကြီးဆရာတရုတ်ဆောင်နဲ့ဝင်တယ်တရုတ်ဆောင်သားတကွက်တည်းပါဒါပေမဲ့အဲ့ဒါကိုဂုံယူနေတာပေါ့ဘာလို့ဂုံယူလဲဆိုတော့အဲ့ဒီကောင်ရိုက်တဲ့ကင်မရာမင်းကြီးကဥပတ်ကြီးတဲ့ကင်မရာနဲ့ဆူရတယ်သူကသူကညာစင်းရရင်တိတ်လာတာသူကအဲ့ညာစင်းမှာသူရိုက်ခဲ့တဲ့အတွက်ကိုကကျေနပ်တာပေါ့အဲ့လိုတကယ် ဟိုပေါ်တက်ပုံပညာတော်တဲ့ပုဂ္ဂိုလ်ရန်နေပြီးတော့ငါ့ကိုရိုက်ပေးဘူးခဲ့တယ်ဆိုတာလေဒါလေးကိုကိုယ်ယူတာပါဟိုကတော့မဖြစ်နိုင်ပါဘူးတရုတ်ဆောင်ကတော့အဲ့ဒီတော့မပါနောက်တချင်းလည်းရေးတာပေါ့အဲ့ဒီကတော့တချင်းကတက်ပုံရေးခဲ့တယ်ထောင်ကုန်း93တော့ကအဝတီမှာပဲသူကတော့ဇက်ပူပဲဇက်ပူနာမည်တော့မွေးနေထိတ်တင်ထားထိတ်တင်ထားဒါပေမဲ့ဆိုတာကဟိုအေဝန်တင်တင်လာဆိုတယ်အဲအလွေကူကတီးပေးတယ်အခုကူအချင်းနာမဲ့ကိုကြီးသိက်ခက်တယ် ကိုကြီးသိခက်တယ်ပြောအောင်မယ်အဲကိုကြီးသိခက်ဆိုတော့ခက်အောင်ရေးတာပေါ့တခြင်းကိုခက်အောင်ရေးတဲ့ခါကျကာညာကအက်တို့ခက်တို့လက်တို့ထက်တို့အဲ့ဒါမျိုးတွေဆိုတော့အဲ့ဒါတခြင်းသွင်းတဲ့ခါကျတော့တခြင်းကနည်းနည်းခက်တာပေါ့ဆိုးရခက်တယ်အတိရခက်တာအဲ့မှာဦးလေးကိုကနေပြီးတော့ဥက္ကုတ်ကိုပေါ့ဥက္ကုတ်ကနေပြီးတော့ဘေးလကောင်းတာဆက်တာလဲကွာဆိုပြောတော့ကွာဘေးမှာမပြောရဘူးကိုကအဲ့တော့ဝင်ခါစားကြောက်တာတိတ်ကြောက်တာ တော်တင်နေလားဆိုတာတပွဲမှာတော့ကြားဆိုတဲ့ရုပ်ရှင်က1983ဆောင်းဝင်ချင်းပေါ့ဆောင်းဝင်ချင်းပေါ့နောက်မှဇန်ညုံဇန်ညုံပေါ့ဇန်ညုံဇန်ညုံမဖြစ်သေးဘူးဇန်ညုံမဖြစ်သေးဘူးရှူတီမန်နေဂျာလောက်ရသေးတယ်အဲရှူဒီမန်နေဂျာလည်းလုပ်ရသေးတယ်အဲဒီမှာရှူဒီမန်ကပဲထိုက်တာလည်းအဲ့ဒါကအခုရင်ပေါ့သူသိန်းထုတ်ကဇာညွန်ရေးတယ်ဟိုရင်လှမင်းသားစံတင်တန်ငမောက်ဆိုတဲ့ကား အဲအဲ့ဒီကနဲ့အဲ့ဒီလာပြီးတော့မှတကယ်ချင်းသုံးယောက်ပေါ့ဘောင်မဲရယ်စုသိမ့်ရယ်ကိုရယ်နောက်တစ်ခါတယောက်ရှိသေးတယ်အောင်းအောင်ရယ်အဲ့အဲ့ဒီမှာဇာညွန်ကြီးတာပေါ့အဲ့ဒီကတော့တော့တွဲနေတယ်ဒီလူတွေကအင်းခင်လဲခင်ကြတယ်ခုတော့လဲအကုန်ပဲ့ကုန်ကြပြီလေအဲ့ဒါတန်ဝေရရဆိုသိကောင်းတာလေနော်ဆိုလို့ခဲ့တာပေါ့နော်ကျွန်တော်မသိသေးတာအရင်ကတော့ညိုးရေးတယ်ဒါပေါ့ဆောင်းပါးတွေအတူ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 အဲဆောင်းပါးပေါင်းစုပ်တွေထုတ်တယ်အဲ ဈာနဲ့မဲ့ကစင်းနဲ့ပါလေဆောင်းပါလေရေးဖြစ်တယ်ပေါ့အဲတော်ဆုံးလာပဲဆုံးတော့မလို့ဘာနာပါလာဘူးနော်ကဲဒီခုနဟာလေးပါပဲကျွန်တော်နေခဲ့တဲ့ဘဝမှာတော့ကျွန်တော်နဲ့တွေ့ခဲ့တဲ့လူတွေလည်းကျွန်တော်ဘောကောင်းကြတယ်ကျွန်တော်လည်းလူတွေကိုကောင်းမြင်တယ်ကျွန်တော်ကလူတွေချစ်တယ်လို့လားမသိဘူးလူတွေကျွန်တော်ချစ်တယ်အဲ့လိုပဲမြင်တယ်အဲ့တော့အားလုံးဟာလောကကြီးမှာလူဖြစ်လာရင်လူသားချင်းချင်းချစ်ဖို့ကြိုးစားပေးကြပါအဲ့ဒါလေးပဲကျွန်တော်ပြောချင်ပါတယ် ်းလေကွာစာရေးတဲ့ကတော့ဘာလို့မောကြောက်ခဲလို့ကြီးပါလဲမောကြောက်ခဲမှာလေမောကြောက်ခဲလို့ရေးပြတာကတော့လေยุคเนี่ยแหละยุคนี้ဖြစ်ရတာဘာยุคကလည်းမာထန်တန်ကြီးဆိုတော့မနောကိုရင်းပေါ့ဂျိုလိုဂျီယူတာဟုတ်ဂျိုလိုဂျီယူတာရဲ့နောက်ကြောက်ခဲဆိုတာလေးကိုသဘောကျတာပါဘယ်အော်ရုပ်ရှင်စရက်ပြီတော့ဘယ်ကားလို့ပြောအော်ချမ်းမြေ့ပါစေပေါ့ချမ်းမြေ့ပါချမ်းမြေ့ပါစေအင်းခုချိန်ကြီးပတ်ရနေကြတယ်เนาะအခုအများဆုံးယူပေးခဲ့တဲ့ကားဆိုရင် ကယ်မီအများဆုံးယူရတာပါဆန်ရီဖြစ်လိမ့်မယ်တဲ့ဆန်ရီဆန်ရီဆန်ရီငါးစုပဲရငါးစုရအဲအဲ့ဒီမှာကျင်းနေစရာကောင်းတာဥက္ကုကိုရတယ်ဥက္ကုကိုရတယ်ဥက္ကုကိုသိရစေချင်တာလေဂီတလူလည်းမောင်ကူစုသိရစေချင်တာဟုတ်တယ်သူသိရစေချင်တာအတူကမှုချွေရီတဲ့သူ့ကိုသဘောကျတာလေပုံချွေရီကားကိုသဘောကျတော့အဲ့ဒါလေအကြောင်းလေးရှိသေးတယ်ပုံချွေရီမှာဥက္ကုကိုရဲ့တီလုံးနေသိသဘောကျလာဒါရသည့်နဲ့ ကားတကားအနေနဲ့ဟိုတင်းဖြစ်တာတွေးမိတာပေါ့နော်အဲဒါနဲ့မုံချီကိုရိုက်ဖို့ကိုစူးစမ်းသေးတယ်မုံချီကိုရိုက်ဖို့စူးစမ်းတဲ့အခါမုံချီရအဖြူမဲကိုကဆေးရောင်ဆုံးတင်တာလို့ပြီးကျန်တဲ့ဇက်ကိုကိုဝင်းဥဇက်အတိုင်းပဲရိုက်မယ်ဆိုပြီးတော့စူးစမ်းပြီးတော့ဥကုကိုနဲ့တချင်းတွေကိုတွေးမိတာရန်အောင်နဲ့မေသန်းနုနဲ့အကြောင်းကြောင်းကြောင့်မရိုက်ဖြစ်ဘူးရိုက်ဖြစ်တော့ဒုတိယဆက်ရရတဲ့ခမ်းမလာလေးဖြစ်သွားတယ်အမဟုတ်ဘူးအဲခမ်းမလာနင်းစီကအရင်ရိုက်တယ် ကင်မရာနဲ့ညီပြီးတော့ကမုန်ကြီးလေးပြန်ရိုက်ခြင်းနဲ့ဆိုပြီးတော့လုတာအဲ့ဒီမုန်ကြီးကတော့မောင်တင်ဦးရိုက်တာပေါ့မောင်တင်ဦးတို့နဲ့မန္တလေးအဖွဲ့တွေနဲ့ရိုက်တာပထမတော့ပထမပိုင်းဒုတိယပိုင်း နှစ်ပိုင်းထွက်တယ်ပထမပိုင်းမပြရတယ်ဒုတိယပိုင်းမပြလိုက်ရပါလေကာတော့ကတော့ဖြစ်ဘူးတော့ခုတင်ပြီးနေကောင်းချမ်းပါနေတာအဲဟုတ်လားသူ့လိုပဲနေကောင်းချမ်းပါနေတာအမှန်တော့လေစိတ်ပါပဲစိတ်ခွန်အားရှိတယ် နော်ခုနဟာလေးတော့လူလိမ့်မယ်တဲ့စိတ်ကောင်းလေးပေါ့လူများကိုတိတ်အပြည့်မမြင်တဲ့စိတ်ကောင်းထားတာပေါ့လူများပေါ့အဲ့ဒါလေးတော့လူလိမ့်မယ်တဲ့နော်အားပေါ့တည်မယ်လို့မထင်သေးတဲ့အားပေါ့အဲ့ဒါလေးပေါ့မှတကယ်တည်နိုင်တာကကိုဗစ်ကြမှာတည်နိုင်တာအဲ့ကင်ဆာဖြစ်တော့မတည်ဘူး66နှစ်ဟုတ်တတိယနေ့တော့ကြည့်ကြကျွန်တော်တို့တော့ဝဲတယ်ပုံရကြပါလားကိုအကုန်လုံးတက်ရောက်ပြီးတော့ အဲရှင်းမြင်အားပေးတာအဲဘလို့သဘောကြဘလို့ကြောက်လဲပတ်လို့ပေးတာလားဘလို့သူ့ကိုပြေးတာဘလို့ပြောတာအဲမန်ရုပ်ရှင်ချစ်တာလည်းပါတယ်နောက်ပြီးတော့ကိုတောင်ဝန်တရားနေနဲ့လည်းကိုလုံနေတာပါဘယ်ဘုံတော့နေရတာပျော်ရယ်လေရုပ်ရှင်တွေကနေလူတွေနဲ့နေရတာပျော်တာဟုတ်ပြန်လာနေတာဒီနေ့80ပြည့်အမှတ်ရစကားလေးခေါင်းတော်ပြောတယ်အဲ့ဒါမှာပဲစိတ်ကောင်းထားဖို့ပါပဲစိတ်ကောင်းထားဖို့ပဲစိတ်ကောင်းထားဖို့ပဲနော်အားလုံးကိုကိုယ်နဲ့နှိစက်တဲ့လူပေါ်မှာစိတ်ကောင်းထားချစ်ချစ်ခင်ခင်နေဒါပါပဲလောကကြီးမှာ